ပကံမြို့မှာသား32ယောက်ရဲ့မိခင်ဖြည့်ခံယူပြီးချိချိန်တဲအလှကြီးပေးခဲ့တဲ့မင်းမြမုံပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမင်းမြမုံကတော့ MRTV4 ဇလန်တွဲတွေကနေအနုပညာလမ်းကြောင်းပေါ်ကိုတက်လာခဲ့တဲ့မင်းသမီးတွေထဲမှာအောင်မြင်ဆုံးအနုပညာရှင်လို့ပြောရမှာပေါင်းအကယ်ဒမီစုကြီးကိုလည်းရရှိထားပြီးဖြစ်တဲ့မင်းမြမုံကပရိသတ်တွေအပေးချစ်ခင်ခြင်းကိုလည်းခံနေရတာဖြစ်ပါတယ်အနုပညာလောကထဲမှာလည်းအောင်မြင်မှုတွေရရှိနေတာမဟုတ်ဘဲစီးပွားရေးလုပ်ငန်းမှာလည်းအောင်မြင်နေတဲ့မင်းမြမုံကမေလ17ရက်နေ့ကပကံမြို့မှာသား32ယောက်ရဲ့မိခင်ဖြည့်ခံယူပြီးအလှပွဲကြီး ကျင်းပခဲ့တာဖြစ်ပါတယ်။မင်းမြင့်မော်ဟာပကံမြို့မှာပကံမြို့သူဆိုတဲ့ဟိုတယ်ကိုပိုင်ဆိုင်ထားပြီးအတော်လေးကိုအောင်မြင်နေတာပေါ့။ပကံမြို့သူဇာကားနဲ့တနိုင်ငံလုံးကပြည်သက်တည်ရဲ့အချစ်တွေကိုသိမ်းပိုင်နိုင်ခဲ့တဲ့မင်းမြင့်မော်ကပကံမြို့နဲ့လည်းမစိမ့်လှပါဘူး။ဒါကြောင့်သူမရဲ့အသက်30ပြည့်အလှကိုပကံမြို့မှာပဲစီကားတိုင်းမြိုက်စွာကျင်းပခဲ့တာဖြစ်ပါတယ်။မင်းမြင့်မော်ကပကံမြို့မှာရှိတဲ့အခြေခံလူတန်းစားမိသားစုဝင်တွေရဲ့တောင်းရောက်ကြလေးတွေကိုရှင်လောင်းဝစ်ခိုင်းပြီးအလှလုပ်ပေးခဲ့တာပေါ့။ရှင်လောင်းပစ္စည်းအစုံလင်နဲ့မြမရိုးရရင်ကျေးမှုဒလေးထောင်းတန်းနဲ့အညီရှင်ပြုပေးခဲ့ပါတယ်။ နိုင်ငံတော်မြင်းသမီးတယောက်အနေနဲ့အခုလိုအလူမျိုးကိုလာလုပ်ပေးခဲ့လို့ရှင်လောင်းတွေရဲ့မိသားစုဝင်တွေကလည်းပြောမဆုံးဖြစ်နေတာပေါ့မြန်မာလူမျိုးတွေရဲ့ဒလိထုံတန်းရတားရောက်ကြလေးတွေမွေးရင်ရှင်သာမဏေအဖြစ်သွတ်သွင်းပြီးရှင်ပြုအလှူလုပ်ပေးရတာပေါ့ဒါပေမဲ့မိသားစုစီပွားရေးအခြေအနေအရအခုလိုအလှူကြီးလုပ်ပေးနိုင်ဖို့ရအဆင်မပြေကြပါဘူးဒါကြောင့်မင်းမြင့်မိုးကသူမရဲ့မွေးနေ့မှာတား31ယောက်ရဲ့မိခင်ဖြစ်ခံယူပြီးကလေးလေးတွေအတွက်အလှူကြီးလုပ်ပေးခဲ့တာဖြစ်ပါတယ် သမားအနေနဲ့သာသမီမရှိပေမဲ့ခုလိုမိခင်ဖြည့်ခံယူပြီးရှင်ပြုအလှူပေးရတာကိုပိတိဖြားလို့မဆုံးဖြစ်နေတာပါကိုတိုင်းကလေးတွေရဲ့မိခင်လို့ခံစားနေရပြီးကလေးတွေကလည်းသမားကိုအပြောင်းမခံအောင်ချစ်ခင်ခင်တွင်နေကြတာပါကလေးတွေရဲ့မိခင်တွေကလည်းဝမ်းသာမြေ့တွေကြပြီးမင်းမြမရဲ့မွေးနေ့အလှူကြီးကိုတော့မြင်တွေ့ရသူတွေဖို့ကျေနွတ်ကြပါပဲ Brother Day ကလည်းသမားရဲ့အလှူကြီးကိုတာရုခေါ်နေကြပြီးချီးကျူးနေကြတာပါပိကနေလာပိုင်းတော့က Pride မင်းသမီးကြီးခိုင်နေဝေကသူမရဲ့ခိုင်နေဝေကရကကလေးလေးတွေကောင်မင်းသားမင်းသမီးတွေနဲ့တပိတ်လွယ်ပြီးအလှပွဲ ကြီးကျင်းပပေးခဲ့တာပါအခုလည်းမင်းမြင့်မောကနာသကလေးရီမပါပေမဲ့ရှင်လောင်းနေကြီးပဲရှင်ပြုလှူပေးခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကတော့သူမရဲ့အေးချမ်းတဲ့အလှနဲ့မုံမြတ်တဲ့စိတ်ထားလေးတွေကြောင့်ချစ်ပုံနေကြရတာပါမင်းမြင့်မောဟာမွေးနေ့ညမှာတော့ဆောရအောင်ထတ်ထုံးတဲ့အတူသူမတို့ရဲ့ပကံမြို့သူဟိုတယ်မှာပဲတချင်းတွေဆိုပြီးပျော်ပျော်ပါပါပဲဖြတ်တန်းခဲ့တာပါရန်ကုန်မှာမဟုတ်ပဲပုဂံမြို့မှာကျင်းပတာကြောင့်အချောင်းညပညာရှင်တွေကတော့မပါပဲသူမရဲ့မိသားစုဝင်တွေနဲ့တာချင်းချင်းတဲအလှူပေးခဲ့တာဖြစ်ပါတယ် ပကံမြို့လိုအလိုတော်ပြည့်ဖျားမှာအကျွေးမွေးအပြည့်စုံတဲ့အလူပွဲကြီးကိုကျင်းပခဲ့တာဖြစ်ပါတယ်။ ပကံမြုပ်ကိုနောက်ခံထားပြီးအလူတန်းလှည့်ရမှလည်းအလူတကံမကြီးဖြစ်နေတဲ့မင်းမြစ်မိုးကလှသွေးကျွေးနေကောင်ပကံမြုပ်နဲ့လည်းလိုက်ဖက်လွန်းလာတာကြောင့်ပရိသတ်တွေကတော့ပကံမင်းသမီးလေးဆိုပြီးထင်ရှားခွန်နေကြပါတယ်။ဒါအပြင်မင်းမြစ်မိုးနဲ့ချစ်သူတွေဆိုပြီးသတင်းတွေထွက်နေတဲ့တရုတ်ဆောင်အောင်ချန်ရေးကအလူပွဲမှာရောအလူပွဲပြီးကျင်းပတဲ့ပါတီမှာရောမတွေ့မိတာကြောင့်လမ်းခွဲသွားကြပြီလားလို့မိကွန်းတွေထုတ်နေကြတာပဲဖြစ်ပါတယ်။ပါတီဒင်နာမှာအောင်ထက်ထုတ်လို့အစိုးရတွေတောင်းပါပြီးအေးချမ်းမောင်မပါလာတာကြောင့်သူတို့ကိုသဘောတူနေကြတဲ့ပရိသတ်တွေကတော့မကျေမနပ်ဖြစ်နေကြတာပေါ့။ ရသက်တို့အနေနဲ့ရောပကံမြို့မှာချိချင်းတဲ့လူပွဲကြီးကျင်းပခဲ့တဲ့မင်းမြတ်မော်ပေါ်မြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆလပ်ပီဆလပ်ဘရီတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခွင့်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ